ဆောလန်ဂျန်အခန်းကြီး53အိုးဖယားတခင်အကျွန်ုပ်အမှု၌တရားဆုံးဖြတ်တော်မူပါဂယုနာမရှိသောလူမျိုးတစ်ဖက်ကနေ၍အကျွန်ုပ်အမှုကိုစောင့်တော်မူပါသစ္စာမရှိမတရားသောသူဤလက်မှအကျွန်ုပ်ကိုကယ်လွတ်တော်မူပါကိုရောဒီအကျွန်ုပ်ခိုးလုံရဖယားဖြစ်တော်မူ အကျွန်ုပ်ကိုအဘဲကြောင့်ဆုံးပြစ်တော်မူသည်။ယံသူညင်းဆဲနှိမ့်ဆက်ခြင်းကိုခံရ၍အကျွန်ုပ်သည်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်အဘဲကြောင့်နေရပါသည်။အလင်းတော်နှင့်တစ္ဆာတော်ကိုဆေလွတ်တော်မူပါ။သူတို့သည်လမ်းပြ၍တန်ရှင်းသောတောင်တော်တို့၎င်းတဲတော်တို့၎င်းအကျွန်ုပ်ကိုပို့ဆောင်ပါစေတော်။တို့ပြုလင်း ဖယားတခင်ရစ်ပလင်တော့၎င်းအကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းရဖယားတခင်ထံတော်တော့၎င်းအကျွန်ုပ်ဒီရောက်လာ၍ကိုရောကိုစောင်းတီးလက် ချီမွန်ထောပနာပြုတ်ပါမိဖယားအကျွန်ုပ်ဤဖယားအိုးငါဝိညာဉ်တင်းဒီအဘဲကြောင့်ညှိုးငဲ့တယ်ငါအထဲမှာအဘဲကြောင့်မငြိမ်မဝှရှိသည် ဖယားသခင်ကိုမျော်လင့်လက်နေတော့ငါကိုကဲတင်တော်မူသော အရှင်ငါကူးကွယ်သောဖယားသခင်ဤယေရှုတော်ကိုငါချီးမွမ်းထောပနာပြုလေအံ့တည်း